မန်ကဘာနဲ့ပြုတ်ထားရလဲဆိုပြီးတွေးဖူးပါသလားဗျာအရေကနေလားကြောက်ကနေလားဒါမှမဟုတ်မျက်လက်များလားအဖြေကတော့မန်ဟာကျွန်တော်တို့နေတိုင်းနေနေတဲ့တဲကနေပြုတ်ထားရပဲဖြစ်ပါတယ်မန်ပြုတ်ဖို့အတွက်အဓိကစီလီကပါဝင်တဲ့တဲလိုအပ်ပါတယ်အဲ့တဲကိုတလင်းကြောက်တွေမှာတွေ့နိုင်ပါတယ်ဒါပေမဲ့တဲနဲ့ပဲတော့မလုံလောက်ပါဘူးခင်ဗျာအရန်ပူပင်းနဲ့မီးလဲလိုအပ်ပါတယ်တဲကိုအရေးပြောစေဖို့အတွက်အပူချိန်တစ်ထောင့်ခုနေရာဒီဂရီစင်တီဂရိတ်ထိအပူပေးဖို့လိုအပ်ပါတယ် ပြီးရင်ဖန်ခွက်ဒါမှမဟုတ် ပုံတန်တန်မျိုးမျိုးပုံဖော်ဖို့အတွက်ပုံမိုလယ်ကူစေရန်နဲ့ပုံတည်ဖြစ်စေရန်အတွက်ဓာတုဗေဒပစ္စည်းများဖြစ်တဲ့ဆော်ရာအက်နဲ့ထုံးကြောက်ကိုပေါင်းထည့်ပေးပါတယ်။အရေးပြော်ပြီးတဲ့အဲကိုပုံဖော်လိုတဲ့ပုံတန်တန်ခဲမျိုးမျိုးထဲသို့ထည့်ပြီးအေးအောင်ထားပါတယ်။ပြီးနောက်အကွဲချင်းမှကာကွယ်ဖို့အတွက်အာနီလင်းဒါမှမဟုတ်အပူကူတာချင်းလို့ခေါ်တဲ့လုပ်ငန်းစဉ်ကိုလှုပ်ဆောင်ပါတယ်။မှန်တွေဟာအခဲလဲမဟုတ်တလို့အရေးလဲမဟုတ်တဲ့အရာပါ။သူဟာအဲ့ဒီနှစ်ခုကြားမှာဖြစ်တဲ့အမိုဖိတ်ဆော်လစ်ဒါမှမဟုတ်ပုံဆောင်မဲ့တစ်ခုပဲဖြစ်ပါတယ်။ တချို့ပတင်းပေါက်ဟောင်းတွေရဲ့အောက်ခြေမှာပိုထူနေတာတွေ့နိုင်ပါတယ်။အဲ့ဒါတွေဟာတမင်လုပ်ထားတာမဟုတ်ပဲမှန်ကနှစ်ပေါင်းများစွာကြာလာတာနဲ့အမျှအောက်ခြေကိုနည်းနည်းစီစီးသွားတာကြောင့်ပါ။ပြီးတော့မှန်မျိုးစားများစွာရှိပါတယ်။ကားတွေမှာအသုံးပြုတဲ့မှန်ထံပါကက်လက်တခွဲကန်းသုံးပစ္စည်းများအတွက်အသုံးပြုတဲ့မှန်ပိုလိုစီလီကိတ်ကလက်နဲ့ကြီးကမှန်အတွက်အလွန်မြောက်များစွာခိုင်မာတဲ့မှန်နဲ့ပြုလုပ်ထားတဲ့အဆက်ရှိသဖြင့်ကွဲပြားတဲ့မှန်တွေနဲ့တစ်ခုချင်းစီကိုရည်ရွယ်ပြီးဒီဇိုင်းထုတ်ထားတာပါ။